င်္ဂလာပါရှင်ဒီကနေ့ရနောက်ဆုံးရထိတ်တန်းသတင်းတွေကိုတင်ဆက်ပေးပါတော့မယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့ဆေးအုပ်စုရွေးကောက်ပွဲကြောင်းအာဆီယံတန်တမန်ရေးအကြက်တဲရင်ဆိုင်ရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်အာဆီယံထိပ်သီးအစည်းအဝေးတိုင်းမြန်မာခုံကလက်ဟက်နေတယ်ပို့ကုန်ကြဆင်းခြင်းနဲ့ပြည့်နေနေသောငွေလိမ်ကိုင်းများမှသည်အဖွဲ့ဝင်အချင်းချင်းနန်းနမိတ်အငင်းပွားမှုအတီးအရှိတောင်အာရှသည်အကြက်တဲအထက်တဲလေပြင်းထန်ခြင်းကိုရင်ဆိုင်နေရသည် သို့သောထိုရှိလျားသောပြည်ထနာဆိုင်ရင်တွင်အရှိတောင်အာရှခေါင်းဆောင်များသည်ခေါင်းခဲဆုံးပြည်ထနာများအနက်တစ်ခုဖြစ်သောမြန်မာမှတင်ကွက်စစ်အုပ်စုအားဤတို့ကင်တွယ်မီကိုလမ်းမီအပတ်မလေးရှားနိုင်ငံကွာလာလမ်ပူတွင်ဆွေးနွေးရမည်ဖြစ်သည်စေကောင်းဆောင်မြောက်လိုက်ဦးဆောင်သောစေအုပ်စုသည်2021ခုနှစ်ဖေဖော်ဝါရီလတွင်အာဏာသိမ်းသည်ထိုမတိုင်မီလအနေငယ်ကကျင်းပသည့်ရွေးကောက်ပွဲတွင်ဒီမိုကရေစီပါတီများအာတန်ပြီးနောက်ထိုသို့အာဏာသိမ်းခြင်းဖြစ်သည့် ိုချိန်မှစတင်ပြီးမြမသည်ဖြည်တွင်းစစ်အတွင်ကြဆင်းကလက်နက်အကြီးအကျယ်တက်ဆင်ထားသည့်စစ်တပ်ကိုဒီမိုကရေစီလိုလာသောတော်လှန်ရေးအင်အားစုများကတိုက်ခိုက်ပြီးလူထောင်ပေါင်းများစွာတပ်ဖြတ်ခံရသည့်ထိုစစ်ပွဲနှင့်အရေးယူပိတ်ဆို့မှုများကြောင့်စီးပွားရေးနှိမ့်ွေမှုဖြစ်စေသည့်အာဏာမသိမ်းမိကရုန်းကန်နေရသောမြန်မာနိုင်ငံသားများအတွက်ပုံမှုအဆင်ပြေမည့်အနာဂတ်မျှော်လင့်နိုင်ပြီးကာလကရရှိထားသောတိုးတက်မှုများကိုလည်းဆုံရှုံစေကလူ3.5တန်ခန့်ပြည်တွင်းနေရဆုံခွာရသည် အရှေ့တောင်အာရှနိုင်ငံများအသင်းအာဆီယံကအစည်းအဝေးများတွင်မြန်မာစစ်ကောင်ဆောင်များကိုပိတ်ပင်ထားသောကြောင့်အဖွဲ့ဝင်နိုင်ငံများ၏ပြည်တွင်းရေးကိုမဆွတ်ဖက်ရေးသဘောတူညီချက်ရှိသည့်အဖွဲ့အတွင်ထူးခြားသောပြစ်တင်ရှုံချမှုဖြစ်သည့်ယခုအခါစစ်ကောင်ဆောင်မရောက်နိုင်သည့်နိုင်ငံမှစစ်အုပ်စုထိန်းချုပ်ထားသည့်ဒေသများတွင်ရွေးကောက်ပွဲကိုယခုနှစ်ကုန်တွင်ကျင်းပရန်စီစဉ်ပြီးအရှိန်မြှင့်တင်လာသည် ပြည်သူ့ကိုအကြံဖတ်မှုရရန်သဘောတူညီချက်ကိုအာခံသည့်အကြံဖတ်အဖွဲ့ကိုမတုံ့ပြန်ပါကအာဆီယံသည့်အခြေအနေနှင့်မကိုက်ညီသည့်အဖွဲ့အစည်းဖြစ်မည့်အနေရကိုရင်ဆိုင်ရနိုင်သည်ဟုကြွမ်းကျင်သူများကသတိပေးလာသည်လာမယ့်ရက်သက်ပတ်ကုန်တွင်ကျင်းပသည့်အာဆီယံထိပ်သီးဆွေးနွေးပွဲတွင်မြန်မာရွေးကောက်ပွဲနှင့်ထိုးရွေးကောက်ပွဲမှပေါ်ထွက်လာသည့်ဤသည့်အစိုးရကိုမဆိုပယ်ချသည့်ကြေညာချက်ထုတ်ရန်အလဲကျဥက္ကဋ္ဌဖြစ်သည့်မလေးရှားအပေါ်ဖိအားမြင့်မာနေသည် လာမယ့်ရေတရပတ်ကုန်တွင်ကျင်းပမယ့်အာဆီယံထိပ်သီးဆွေးနွေးပွဲတွင်မြမရွေးကောက်ပွဲနှင့်ထိုရွေးကောက်ပွဲမှပေါ်ထွက်လာပြီးဤသည့်အစိုးရကိုမစိုးပယ်ချသည့်ကြေညာချက်ထုတ်ပြန်အလဲကျဥက္ကဋ္ဌဖြစ်သည့်မလေးရှားအပေါ်ဖိအားမြင့်မာနေသည်ဇူလိုင်လကကျင်းပတဲ့အာဆီယံထိပ်သီးဆွေးနွေးပွဲမှာမလေးရှားနိုင်ငံကဆေးအုပ်စုရဲ့အထူးရောင်ရွေးကောက်ပွဲနဲ့ပတ်သက်တဲ့အာဆီယံရဲ့သဘောထားကိုခိုင်မာအောင်လုပ်ပြီးအဲ့ဒီရွေးကောက်ပွဲဟာမတော်အပ်တဲ့နေရာလို့ရှေ့ပြေးအတန်မြမလူအခွင့်ရေးအဖွဲ့တီထောင်သူဒေါခင်းအောင်မကပြောသည် ဇန်နဝါရီလကမလေးရှားနိုင်ငံလန်ကာဝီကျွန်းတွင်ကျင်းပသည့်အာဆီယံနိုင်ငံသားရေးဝင်ကြီးများအစည်းအဝေး EPA EFE အဲ့ဒီဆုံးဖြတ်ချက်ဆက်လက်ရှိနေတာကိုကျမတို့လိုလာပြီးစေအိုစုရဲ့အတူရောင်ရွှေကောက်ပွဲကိုဆက်လက်ကန့်ကွက်ရုံသာမကစေအိုစုရွှေကောက်ပွဲအလွန်ကာလမှာအာဆီယံတစ်ခုလုံးအနေနဲ့ရင်ဆိုင်ရမယ့်ကိစ္စကိုမျှော်တွေးပြီးနောက်ထပ်ခြေလှမ်းတစ်ခုလှမ်းဆီချင်တာဟုသူကပြောပါတယ်စေအိုစုသည်မြေမြထိန်ချုပ်မှုကင်းမဲ့ပြီးတန်းနဲ့ချီတော်ပြည်သူများကိုမဲပုံးမှဖဲ့ထုတ်ထားသောကြောင့် ေအုပ်စုရွေးကောက်ပွဲသည်အတူရောင်ဖြစ်သည်ဟုဝေဖန်သူများကပြောပါရယ်စစ်တပ်သည်အယက်သားဒေသများကိုဆက်လက်ပုံကျဲနေပြီးတော်လရင်အင်အားစုများနှင့်ငင်းချမ်းရေးဆွေးနွေးပွဲအတွက်အပေးယူရှာရန်ရည်သည့်မြင်သာသောအာထုံမှုမှမလုပ်ပေထိုရွေးကောက်ပွဲများသည်စစ်ကောင်စီထိန်းချုပ်ဒေသများတွင်သာကန့်သက်ပြုလုပ်မည်ဖြစ်ပြီးတစ္ဆာခံမှုအကြောက်တရားနှင့်အောင်မြင်အောင်လှုပ်ဆောင်မည်ဖြစ်ကြောင်းလေးလာသူများကအကဲဖြတ်ပါရယ် ်စေုပ်စုသည် အကြီးအကျယ်ရှုံးနေခြင်းနှင့်အတူရွေးကောက်ပွဲသည်တရားဝင်မှုအတုကိုဖော်ဆောင်ရန်နှင့်တရုတ်နှင့်ရုရှားအပါအဝင်လက်ကျန်မဟာမိတ်အနည်းငယ်ကိုနှစ်သိမ့်နေခြင်းဖြစ်သည်ဟုကြွမ်းကျင်သူများကပြောသည်ရွေးကောက်ပွဲနှင့်ပဲသည်အကန့်အသတ်ရှိကြောင်းစစ်ကောင်းဆောင်မရလိုင်းကိုတိုင်းကပင်ယခုတစ်ပတ်အတွင်းဝင်ခန့်သည် ခိုင်မာပြီးရှင်ပြိုင်မှုမြန်မာရဲ့ရည်ရွယ်သည့်ရွေးကောက်ပွဲများကိုအချို့မျိုးနယ်များတွင်အကြောင်းမျိုးမျိုးကြောင့်ရာနှုန်းပြင်းချင်းပါနိုင်မည်မဟုတ်ကြောင်းစေအုစုအာဘော်မြမအလင်းတရင်စာတွင်သူကပြောပါရယ်အော်တိုဘလာ16ရက်နေ့တွင်ဥရောပသမဂ္ဂသည်ဒီဇင်ဘာလမှစတင်ပြီးအပိုင်းလိုက်ကျင်းပမဲ့ရွေးကောက်ပွဲကိုရှုံချသည်နိုင်ငံတကာလှုပ်ရှားမှုတွင်ပါဝင်လာသည်စေအုစုကကမကထပြုတဲ့ရွေးကောက်ပွဲတွေလိုပဲပြောရမယ်စေအုစုကကမကထပြုရင်အဲ့ဒီရွေးကောက်ပွဲတွေဟာရလဒ်တစ်ခုပဲဖြစ်လာမယ်ဟုဥရောပသမဂ္ဂလူ့အခွင့်ရေးအထူးကိုယ်စားလှယ် Mrs. Katsa Olongran ကမလေးရှားနိုင်ငံကွာလာလမ်ပူသို့သွားရောက်စဉ်သတင်းထောက်များကိုပြောပါရယ်။တွဲဆောင်ဆွေးနွေးမှုမရှိဘူး။ပါဝင်ဖို့ဖြစ်နိုင်ခြင်းမရှိဘူး။ဒါကြောင့်ဒီရွှေကောက်ပွဲရလက်ကအယုံကြည်ရှိတဲ့အုပ်ချုပ်ရေးဖြစ်လာမှာမဟုတ်ဘူးဟု၎င်းကပြောပါရယ်။ရွှေကောက်ပွဲအစားဘုံသဘောတူညီချက်၅ချက်ကိုမြန်မာကလိုက်နာစေရန်အာဆီယံကိုသူကတိုက်တွန်းပါရယ်။ထိုသဘောတူညီချက်သည်ဒီမိုကရေစီအရေးဆန္ဒပြသူများကိုအကြံဖတ်နှိမ်နင်းမှုအဆုံးသတ်ရန်2021ခုနှစ်စစ်အာဏာသိမ်းမှုဖြစ်ပွားပြီးမှကြပြီးဆေးအုပ်စုနဲ့သဘောတူထားတဲ့အချက်ဖြစ်ပါရယ်။ စစ်ကောင်ဆောင်မေအောင်လိုင်း AFP ပြည်တွင်းစစ်မွေးလိလုပ်ငန်းများမြန်မာလာသောမူရစ်စေဝါထုတ်လုပ်မှုနှင့်ငတ်မွနေသောရိုဟင်ဂျာများအပါအဝင်လူသားပေါင်းများစွာကိုပြည်ပသို့မောင်းထုတ်နေသည့်လူသားများ၏ကံကြမ္မာဆိုးစသောပြင်းထန်သည့်ဖျော်ဖျဲအခြေအနေများသည်ပြင်းထန်လာရုံသာရှိပြီးအာဆီယံလုံခြုံရေးတွင်အနေရတဲ့များဖြစ်စဉ်မီဟုအာနာသိမ့်ပြီးနောက်၄နှစ်ခွဲအကြာတွင်ကျွမ်းကျင်သူများကသတိပေးပါသည် အာဆီယံကတည်ငြိမ်ရေးကိုပဲပုံမှုစိတ်ဝင်စားပြီးဆေးဥစုစီကနေတည်ငြိမ်မှုဖြစ်လာမယ်လို့ဆက်လက်မှားယွင်းယူဆနေတယ်ဟုမလေးရှား၊စင်ကာပူ၊မြန်မာနှင့်အင်ဒိုနီးရှားနိုင်ငံရဲ့အထူးပြုသည့်မလေးရှားနိုင်ငံ Nottingham တက္ကသိုလ်ဂုံတူးဆောင်သူတေတီ Bricket Watch က This Way in Asia ကဏ္ဍသို့ပြောပါရယ်။ယခုအချိန်တွင်အာဆီယံအနေဖြင့်နှိုးနှွမ်းလာသည့်လက္ခဏာမပြသောဒီမိုကရေစီလှုပ်ရှားမှုကိုပြပြသားသားထောက်ခံတဲ့သည့်အချိန်ရောက်ပြီဖြစ်ကြောင်း၎င်းကပြောပါရယ်။ငွေလိမ်စည်းပွားရေးပေါ်ပေါက်လာခြင်းရဲ့ ပေးဆက်ရတဲ့တန်ဖိုးနဲ့အတူအယောင်ရွေးကောက်ပွဲကပြည်ပခကိုဘလို့ပုံမဆိုးရစေမယ်ဆိုတာကိုအာဆီယံဒေတာကအပြည့်အဝနားမလည်သေးဘူးမြန်မာကတော်လှန်ရေးအင်အားစုတွေအခြေအနေဟာအခြေခံအားဖြင့်ကွဲပြားခြားနားတယ်ဆိုတာတန်အတိတ်ကအတိုင်းပြန်ဖြစ်မယ်လို့သူတို့ထင်နေကြတယ်ဟုသူတေတီ Fresh Cash Watch ကပြောပါတယ်ဆက်လက်ပြီးမြန်မာအကြံဖတ်စစ်တပ်ကန့်ကွက်မှုများရှိခဲ့တော့လေအဖွဲ့ဝင်အဖြစ်တီမောနိုင်ငံကိုအာဆီယံကတရားဝင်လက်ခံလိုက်အရှေ့တီမောနိုင်ငံအာဆီယံအဖွဲ့ဝင်နိုင်ငံအသစ်ဖြစ်လာမှုအမျိုးသားညီညွတ်ရေးအစိုးရကကြိုဆို တီမောလက်စတေနိုင်ငံအနေဖြင့်အာဆီယံမိသားစုဝင်ဖြစ်လာတဲ့အတွက်မွေးထွေးစွာကြိုဆိုပါတယ်ဒီအခမ်းအနားအစ်ကနေကျွန်တော်တို့ရဲ့ data တွင်စီးလုံးညီညွတ်မှုနဲ့ပူးပေါင်းဆောင်ရွက်မှုကိုပုံမခိုင်မာစေဖို့စွန့်မှုကောင်းတောင်းအပ်ပါတယ်အာဆီယံအဖွဲ့၏၁၇ခုမြောက်နိုင်ငံအဖြစ်အရှိတီမောနိုင်ငံကိုယခုကျင်းပနေတဲ့၄၈ချိန်မြောက်အာဆီယံထိပ်သီးအစည်းအဝေးကလက်ခံလိုက်ပြီးဖြစ်ပါတယ်။ ရှနေ့အော်တိုဘာလ26ရက်နေ့မလေးရှားနိုင်ငံကွာလာလမ်ပူမြို့တွင်ကျင်းပပြုလုပ်နေသည့်58ကြိမ်မြောက်အာဆီယံထိပ်သီးအစည်းအဝေးတွင်လက်ခံလိုက်ခြင်းဖြစ်ပြီးအရှိတီမောက်ခွင့်ကြီးချုပ်ဇာနာနာစုစုထန်တို့အခွဲဝင်အသည့်အဖြစ်ဝင်ခွင့်ပြုမှုကိုတရားဝင်လက်မှတ်ရေးထိုးခွင့်ရရှိခဲ့ပြီးအာဆီယံ၏17ခုမြောက်အခွဲဝင်နိုင်ငံဖြစ်လာခဲ့ပြီးဖြစ်ပါသည်။တီမောက်နိုင်ငံအနေဖြင့်အာဆီယံအခွဲဝင်နိုင်ငံဖြစ်လာမှုအပေါ်အမျိုးသားညီညွတ်ရေးအစိုးရ NUG ကနှွေးထွေးစွာကြိုးဆိုကြောင်းတရားဝင်ထုတ်ပြန်ကြေညာပါသည်။ တီမောလက်စတေနိုင်ငံအနေဖြင့်အာဆီယံမိသားစုဝင်ဖြစ်လာတဲ့အတွက်နှွေးထွေးစွာကြိုဆိုပါတယ်။ဒီအခမ်းအနားတစ်ကနေကျွန်ုပ်တို့ရဲ့ဒေတာတွင်စီးလုံးညီညွတ်မှုနဲ့ပူးပေါင်းဆောင်ရွက်မှုကိုပိုမိုခိုင်မာစေဖို့စုမုံကောင်တောင်းအပ်ပါတယ်ဟုအမျိုးသားညီညွတ်ရေးအစိုးရနိုင်ငံခြားရေးဝန်ကြီးဌာနကထုတ်ပြန်ကြေညာပါတယ်။အရှိတီမော်လက်စတေနိုင်ငံတွင်အမျိုးသားညီညွတ်ရေးအစိုးရ NUG ဆက်ဆံရေးကိုတရားဝင်ဖွင့်လှစ်ထားပြီးတီမော်သမရာခိုဆေးရာမုတ်ဟော်တာကမြမအရေးကိုနိုင်ငံတကာတွင်ပုတ်ပွင့်လင်းလင်းထောက်ခံပြောဆိုခဲ့ပါတယ် ်။ NUG နိုင်ငံသားရေးဝင်ကြီးတော်စင်မအောင်က2023ခုနှစ်နဲ့2024ခုနှစ်အတွင်းဒီမော့နိုင်ငံသို့သွားရောက်ခဲ့ပြီးနောက်ဆက်တွဲအနေဖြင့် NUG ဆက်ဆံရေးယုံကို2024ခုနှစ်အတွင်းဖွင့်လှစ်ခဲ့သည်။ NUG အစိုးရတာဝန်ရှိသူများကိုဒီမော့အစိုးရသမရနှင့်ဝင်ကြီးချုပ်တို့ကအတိအမှတ်ပြုလက်ခံတွေ့ဆုံသည့်အပြင်နိုင်ငံတကာတွင်လည်းအကြံဖက်စစ်ကောင်စီ၏စစ်အာဏာသိမ်းမှုကိုဒီမော့အစိုးရကရှုံချကြောင်းထုတ်ပေါ်ပြောဆိုထားပါသည်။အရှိတီမော်သမရနှင့်ဝင်ကြီးချုပ်တို့သည်မြန်မာဒီမိုကရေစီအရေးအတွက်နိုင်ငံတကာတွင်ပေါ်ပေါ်တင်တင်ထောက်ခံအားပေးပြီး အမျိုးသားညီညွတ်ရေးအစိုးရကိုလည်းတရားဝင်ထိတွေ့ဆက်ဆံနေခြင်းလည်းဖြစ်ပါတယ်။အကြံဖတ်မြန်မာစစ်တပ်ကတီမောနိုင်ငံကိုအာဆီယံအဖွဲ့ဝင်အဖြစ်ဝင်ခွင့်မပေးရန်ယခုနှစ်ဇူလိုင်လအတွင်းအာဆီယံဥက္ကဋ္ဌမလေးရှားထံသို့စာရေးသားပေးဖို့ကန့်ကွက်ခဲ့တော်လဲအရာမတင်ခဲ့ပေ။ကျမိုက်တရင်တင်ဆက်မှုကိုဒီမှာပဲရနာခွင့်ပြုပါရှင်။အားလုံးပဲရှင်လန်းချမ်းမြေကြပါစေရှင်။